နောင်နှိုင်းရကြရည်လေအများကြီးပါပဲကိုလုတ်ကိုလုတ်နေတဲ့နေရာမှာဥစဉ်ကအာဒါကြီးကတော့မလုတ်တော့ဘူးလုတ်ရတယ်ဆိုတော့ဥစဉ်ရဲ့ရပိုင်ခွင့်ဥစဉ်ရန်တပားရဲ့လုတ်ပိုင်ခွင့်တွေကိုစော်ကားလို့လည်းမရဘူးနှောက်ရက်လို့လည်းမရဘူးခင်းသိမ့်လို့လည်းမရပါဘူးဒါပေမဲ့လုံလုံးလုံနီးလူဥပဒေရန်ဥပဒေဝင်ကြီးတွေကိုကြော်ခဲ့တော့ဥစဉ်ကိုကြိုက်တဲ့အချိန်ဆုံးမှာပါဒီလိုပါပဲဥတုဒိယနဲ့ပတ်သက်လို့ဥစဉ်ကပြောပါတယ် ်ဦးစင်းကိုတောင်းပန်မယ်ဆိုရင်ဒီညနေတခါလေးတောင်းပန်တယ်မဟုတ်ဘူးသူ့စီကိုသွားတောင်းပန်မယ်ရတယ်တရားဟောပလင်မတက်ပြီးဖမ်းလားဟောပြီးပါဟောမယ်ဟာအဲ့ဒါမှသူတို့ရဲ့လုဆောင်ချက်တွေတရားလုံနဲ့တရားသူကြီးနဲ့စကားတွေဟာအင်တာနက်လိုင်းပေါ်မှာသူတော်ကောင်းနတ်ကောင်းတွေကဗုဒ္ဓဂုဏ်ကြီးကိုစောင့်ရှောက်ပါတယ်ယူသားတဲ့ကျူးသားတဲ့တာနာအန္တန်ဒီတစ်ပါးအနေနဲ့မဟုတ်တော့တာနာကိုစောင့်ရှောက်သူဗုဒ္ဓဂုဏ်တာနာစောင့်ရှောက်ရဖွဲ့ဘူး စွန့်ရှောက်တဲ့အနေနဲ့သတင်းတွေပို့ပါတယ်အခုဆိုရင်လည်းကုသရိယဟာထိုင်းပြည်ထွက်သွားပါပြီဘာပြန်ဆုံမယ်မဆိုဘူးမြန်မာနိုင်ငံမှာအခုဖြစ်နေတဲ့ပြဿနာကြီးပြီးအောင်ပြင်းရှင်းမယ်ဆိုတာသူ့ကိစ္စပါဒါပေမဲ့ဒီသတင်းကိုဦးစင်းကိုအစောဆုံးထိုင်းနိုင်ငံမှာရှိတဲ့ဦးစင်းရဲ့တာပြီးအော်စီအော်စီကိုတောင်းနေတဲ့တာလီကလန့်ပြီးတော့သတင်းပို့တာဒါပေမဲ့ဦးစင်းဘလို့မှမပြောပါဘူးဒါပေမဲ့ဆိုင်းရဆိုင်းရမိတ်ဆွေလေးတွေပြောရတာနဲ့သတင်းကတန်းပေါက်တယ်ဘာကြောင့်ဦးစင်းကတော့မပြောဘူး ဝင်ရောက်ပြီးမပါဝင်မြင်ဘူးအဥစဉ်ရဲ့ယူသားတဲ့စိတ်ဒါလိုပါပဲဥဥတူရိယာနဲ့ပတ်သက်လို့ဥစဉ်ဟာသူတို့ပြောတဲ့ကြော်ညာပြီးတဲ့6လပိုင်းနောက်ပိုင်းမှာ လုံးဝ Facebook မှာတင်ခြင်းမရှိပါဘူးအဲခုနကဥစဉ်ကိုတရားစွဲတယ်ဆိုတဲ့အမိကန်ဒါဥစဉ်ကိုပြတဲ့ခါဒါအဲ့ဒါမင်းငါလှုပ်ထတာဗုဒ္ဓကုညာအများန်းစာရန်ပါတယ်အဲ့လိုသူများဥစ္စာတွေနဲ့ငါ့တော့မပြောနဲ့အဲ့ဒါမျိုးပေါ့ရှင်များတို့ဒါမီဒီယာအချင်းချင်းအဲ့လိုလည်းမပြောကောင်းပါဘူး ဆိုတော့ဒီလိုမဲ့ဆိုတာဥစဉ်မလုပ်ဘူးဒါပေမဲ့တောင်းမှန်မှကျင်မဲဆိုရင်အဒီကယုံခရမာရဲ့မှာနံပါတ်၁ဖြစ်တဲ့သမုတ်ခါဝီနီးဆိုတာကိုဥစဉ်ချပြပြီးတော့တောင်းမှန်တာကျင်တဲ့ဘောင်းဆိုဥစဉ်ပေါ်မှာအခုလိုဒကာဒကမတွေဆရာတော်တမတော်တွေအားလုံးသောဓမ္မမိတ်ဆွေတို့အမြဲတမ်းတောင်းမှန်ပါတယ်ပုဂ္ဂိုလ်တ attva ရှိတဲ့စိတ်နဲ့ဆိုရင်တော့ငါဘာကြောင့်တောင်းမှန်မှာလဲငါမဟုတ်ဘူးငါမှန်နေပဲရှိမှာပါတကယ်တော့ အမှန်အမှားဆိုတာအချိန်အခါအချိန်နေရအမြင်မ်းပြောင်းလဲတတ်ပါတယ်အဲ့ဒီအမှန်အမှားပြောင်းလဲတတ်တဲ့သဘောတွေပေါ်မှာဒီဖက်နဲ့ဒီဖက်ရန်လူနေမဲ့အစားလုံးဝမပြောင်းလဲတဲ့ပရမတ္ထသစ္စာတရားကိုကြည်နေတဲ့ဘုရားကိုရင်ဆရာတော်ဟာမိမိရဲ့ဂုံတိတ်ခါကိုပြန်တင်တာမဟုတ်ပါမိမိရဲ့သစ္စာတရားအရာမိမိကတောင်းမှန်တဲ့နောက်တောင်းမှန်တဲ့သို့တော်သူတို့ဖြစ်သွားတဲ့ကိစ္စတွေဟာသူတို့ကောင်းနတ်ကောင်းတွေစောင်းမနေရပါဒါကဘာလို့လဲလို့မပြောပါနဲ့ လောကမှာတကယ်ကိုနတ်စစ်ကြီးတွေရှိပါတယ်မြင်တတ်ဖို့လူပါတယ်ဒါလိုပဲအပေပုံ30ပုံကိုမြင်နိုင်တဲ့ညံရအောင်အထုပ်စီကြပါယဘုရားကိုင်ဆရာတော်ဟာတကယ်ကိုတန်တာတန်တရားလူမြောက်ရေးကိုတိလို့သာသနာတော်အတွက်ဆောင်းရှောက်နေတာပါယန်းနေအဲ့လိုဆောင်းရှောက်တဲ့လူတွေမရှိပါဘူးဘာကြောင့်လဲဆိုတော့လူတွေရဲ့အမုန်းခံအစောကားခံအပြောခံပြီးတော့ဘယ်သူမှအမုန်းမခံဘူး ဘောင်းဆိုတော့ကို့မှာအားကိုးရအထောက်မှန်ကို့မှာအဲအလူရှင်တွေရဲ့မျက်နှာနဲ့နေရဥစ္စာအလူရှင်တွေအားနေပါတယ်တော်တော်များများသစ္စာတိတကယ်ကိုဥစဉ်ပေါ်မှာအဲစောင့်ရှောက်ခြင်းနဲ့တွေ့တာဥစဉ်ကြောင့်ကိုစောင့်ရှောက်တာပါဥစဉ်ဟာဥစဉ်ရဲ့လူဘဝကစီးစိတ်နေရဲ့အကြောင်းတရားကြောင့်အထောက်မှန်ဖြစ်ကောင်းဖြစ်နေပါတယ်ဥစဉ်မှာသူများဝယ်ပြီးတဲ့ကာစီရတာမဟုတ်သေးပါဘူးသူများဆောက်ပြီးတဲ့အကြောင်းအဲသူများဆောက်ပြီးတဲ့အဲ ကျောင်းဝိုင်းနဲ့နေရတာမဟုတ်ပါဘူး။ကိုရှိတဲ့ကျောင်းထဲမှာလာလူတဲ့ပစ္စာကြီးရဲ့မေတော်ဒကာတော်ဒကမတော်ကြီးယူကြပါလေ။အဲ့ဒီဆောင်းရှောင်းမှုတွေအတွက်လည်းသာဝရဦးစင်းရဲ့ပြုလုပ်နေတဲ့ကုသလူကိုအမြဝေပါလေ။အမြဝေရဲဆိုတာဗဇက်ကဝေလာတဲ့အတိတွေဝေစေချင်တာ။ဦးစင်းသိထားတဲ့ဓမ္မတွေကိုမြဝေရပါလေ။ဒါကြောင့်ဘုရားကွင်ရှာတော်အနေနဲ့ခုနကဦးစင်းပေါ်မှာပုတ်ခတ်လို့ဦးစင်းတောင်းပန်တော်လေဒီပွဲဟာ က်ဆိုင်ရာအဖွဲ့အစည်းတွေလည်းပြောပါတယ်ဥစဉ်ကိုအခုဥစဉ်အဲ့အားလုံးကိုအင်းကြီးအောင်နေသလိုဥသူကြီးကတော့ဒါဥစဉ်ကြောင်းလို့ဖြစ်မှာဥစဉ်ကတော့အများအားဆွဆွဲနေပါတယ်ကောင်းပြီအဲ့ဒါဘာကြောင့်မရှင်းလဲလုံခဲ့တဲ့9နှစ်လောက်ကသူဥစဉ်စီကိုရောက်လာခဲ့ရဲ့ရဟန်းပေါ့ဆိုတော့တဝါလေးနဲ့ဥစဉ်ရှင်းပြခဲ့သူနဲ့ပါတဲ့ဒေါ်ဥဒ္ဓမစာရီကြီးဆိုတာရှိပါလေသူမောင်းထုတ်လိုက်လို့ထွက်သွားပါပြီဒါပေမဲ့ အဲ့ဒီဆရာလေးကဆိုမိကြီးနာသူဖြစ်တဲ့အတိုင်းဦးစင်းကအတိအကျရှင်းပြလို့သူနားလေပေမဲ့အဲ့ဒီဦးစင်းလေးကနားမလဲပါဘူး။ဒါပေမဲ့သူတို့ဦးစင်းလေးရှင်သူရိယကိုသူတို့ကယဟန္တာလောက်ဓမ္မမဟုတ်အရိယလောက်မှတ်ပြီးတော့စိကတ်ကုဝယ်အဲ့ဒီတရားကြီးနောက်မှလိုက်ခဲ့တာ။ရသော်ဘုရားရှင်လက်ကလည်းဒေဝရဟဒေဝရပြည့်တဲ့ရှိသလိုခုနဒိဋ္ဌိ6ရောက်ကမှသူပြည့်တဲ့သူရှိပါလေ။ဒါပေမဲ့အားပြိုင်နေတဲ့ခါမှာဖျားနေတော့အနိုင်ကျင့်ပါ ဘုရားကိုစော်ကားပါတယ်အချိန်ချင်းစော်ကားတော့လေမေတ္တာတရားနဲ့หนีခဲ့တယ်လို့ဘုရားကိုဆရာတော်ကတော့ရဟန်းတစ်ပါးအဖြစ်တက်နိုင်သမျှဓမ္မအရမအယူဝင်ရောက်ဖြစ်ရှင်းတယ်ဒီလိုပဲသူတော်ကောင်းအကောင့်တွေသူတော်ကောင်းနတ်တွေတကယ်လဲဥစဉ်ပေါ်မှာအမျိုးမျိုးအမည် follow သူမ follow သူရှိကြတယ်ကျေးဇူးတင်ပါတယ်ဥစဉ်ရဲ့တန်မြတ်လူကြီးကိုကြည့်တဲ့တရားတွေကို Facebook ကလည်း ြောကြားနေမှာဖြစ်လို့ဦးစင်းရဲ့လုပ်ရက်ဒီကိုဦးစင်းအမြဲတမ်းဓမ္မနဲ့အညီကျူးစားပါတယ်။မှားခဲ့ရင်လည်းဝင်ချတောင်းမှန်မှုဝင်မလေးပါဘူး။အခုနလိုအသက်ပင်သင်သင်ဆိုပြီးတော့တရားဓမ္မပေါ်မှာရဲရင့်နဲ့စိတ်ထားရတော့ဘုဘုဆရာတော်ဖြာကြီးရဲ့တရားတော်ရင်နဲ့ပတ်သက်ရင်အကောင်ဆုံးဦးစင်းတို့ပြန်လဲပြီးတော့ဟောကြားပေးပါတယ်။ဆရာတော်ဖြာကြီးရဲ့အနှက်ချက်တွေလိုအပ်ချက်တွေထုတ်ထုတ်သူတွေကြောင့် မှားယွင်းနေတာတွေကိုအားလုံးဥစဉ်နဲ့လေ့လာစီစဉ်ရင်လောကဓမ္မအနေနဲ့တစ္ဆာတရားတွေကိုဟောကြားနေပါတယ်။အဓိကဝါမစုခင်တပတ်လို့ပြောချင်တာဝါစုရဲ့ယဟန်နေအပြင်မသွားရတော့ဒါပေမဲ့ဥစဉ်ရတော့တာနာအတွက်လုံးစင်နာကြီးလုံနေမှာပါ။ဒါအာယူသသာပြောတာအခုလို့ဥစဉ်ကိုဆဲနေတာတွေပဲပြောပြောတကယ်တော့ဥစဉ်ကိုတိုက်ရိုက်ဆဲတာမဟုတ်ပါဘူး။အခုနကသူတို့လူမှုလူမှုရေးရသူတို့ဖေးစင်းစရာအချင်းချင်းခိုင်းစရာအချင်းချင်းအမုန်းမွားပြီးတော့ သူတို့ကတရားဆွဲဖို့လုပ်တယ်သူတို့ဥစဉ်ကိုတရင်ဖို့တယ်ဥစဉ်အိုက်တမဝင်မပါခြင်းမဟုတ်။ဘာလို့လဲရှင်မြငြိမ်ခံရလားမဟုတ်ပါဘုရားကိုငြိမ်မခံတတ်တယ်လို့လူဘဝလည်းကိုတတ်တဲ့ပညာနဲ့အမြဲတမ်းငငယ်ချင်းတွေမိတ်ဆွေတွေကိုကူညီခဲ့တယ်။တိုင်းတတ်တိုင်းတတ်တော့တိတိမြတ်နဲ့ဥစဉ်ကအမြဲတမ်းစောင့်ရှောက်ပါတယ်။အခုယဟန်ဘဝမှာဥစဉ်တာနာကိုစောင့်ရှောက်နေပါတယ်။လူတိုင်းယဟန်တိုင်းမလုတ်တဲ့အလုပ်ကို ဘောရကိုအမုန်းခံလုံနေတာယုံယုံကြည်ကြည်တစ္ဆာကိုတည့်ရစိတ်နဲ့လုံတာပါအဲတစ္ဆာတရားနဲ့ပတ်သက်လို့ဦးဇင်းအမြဲတမ်း Facebook မှာဆွေးနွေးလို့ခရီးယန်နေအစ္စလမ်နေအခြားအခြားသောဘာသာယုံယုံကြည်မှုစုတွေဘုရားဘာသာကိုပြောင်းတာညောင်များစွာရှိပါဒါကြောင့်လဲဦးဇင်းကမဟာတတ္တမကအခုအကမှာတတ္တမအတိဦးဇင်းကြိုးစားလမ်းပြီးတော့ဆက်လက်ဆောင်ရမှာဖြစ်တယ်ဝိဇမသိသိရင် အဲ့ကမှာတတမသောတိကတိလေရရမဲဆိုတဲ့စိတ်ဟာတာနာရောစောင့်ရှောက်ပြီးတော့စစ်မှန်တဲ့ဗုဒ္ဓဘာသာရဲ့အောက်ကိုစစ်မှန်တဲ့ဓမ္မတရားရဲ့မြင်မှုပါဘာသာကြရင်လည်းအရင်တုန်းကတော့အတော်များဆွေးနွေးရမယ်ဥစဉ်ဒေါ်လာလောဘနဲ့မရှိမှဘူးသူတို့ရဲ့မှယွင်းနေတယ်ဆိုတဲ့ခုအမြင်တဲ့သူတို့ရဲ့အမှန်ကိုမြင်ပြီးရင်သူတို့နဲ့အတူသွားရင်အမှန်တရားကိုတစ္ဆာတရားကိုချပြတာဥစဉ်ရဲ့သဘောတရားပါပဲဒီလိုပါပဲ ဒေါ်ညွန့်ညွန့်ကြီးကိုဦးဇင်းတို့လက်မှတ်ထိုးစဉ်ကသူ့ကိုကာကွယ်လိုက်တဲ့ဦးဇင်းတို့သူမမြင်မဲသူ့ကိုရေးယူအောင်လုပ်တယ်လို့သူကမြင်သွားတာပါတကယ်တော့သူ့ကိုထောင်ပြကြအောင်နိုင်ငံတော်အဲ့လိုပြဿနာအကြီးကြီးတင်မှုလူငယ်တွေကစီစဉ်ပါတယ်ဦးဇင်းကတော့အဲ့လိုမလုပ်တင်ဘူးဥတော်အမှုတွေကိုငြိမ့်စေအေးအောင်မိခြင်းဟာချမ်းသာခြင်းအဲ့ဦးဇင်းအဲ့ဒါနဲ့ပဲ ညွန့်နေတဲ့ငါးနာကအခုစဉ်ကိုယ်တိုင်ပဲရှင်းပြပြီးတော့သူတို့ရဲ့တိုင်စာပို့ပါဆိုလို့လုတ်ခဲ့ပြီးတော့တကယ်လဲအောင်မြင်ခဲ့ပါတယ်ဒါလိုပဲဥတုဒိယဥသိမ်မောလုတ်တဲ့ကမှဥက္ကဓမ္မလက်မှတ်ထိုးပါဆိုတာတကယ်တော့ဥသိမ်ရဲ့လုတ်ပိုင်မှုကိုလာရောက်ပြီးတော့နှောက်ရက်တာပါပဲဒါမဲ့သာနာအတွက်